အေးနေုံလာပြီမှာပြိသိအဲ့ဒီမှာယဟန္တာ900ဖြစ်တာကောင်းကင်ခရီးနဲ့ဇန်ရည်စီးပြီးမြတ်စွာဘုရားခြေတော်ရင်မှာဆင်းရအဲ့ဒီလိုပြိသိမဟာဝန်တော်ကြီးတဲ့မှာမြတ်စွာဘုရားနဲ့ယဟန္တာ900တကယ်တန်ရှင်းကြည်လင်ပြီးတော့ယန္သူမှန်သမျှကဘဇူကမှသူတို့ကိုအနိုင်ကျင့်မခံရတဲ့ယဟန္တာ900ကိုနတ်မြမာတွေကဖူးကျင်လို့ဆိုပြီးတော့စัจ java လာတိုက်တဲ့တောင်းမှရှိတဲ့နတ်မြမာအပေါင်းကအကုန်လုံးအဲ့ဒီတော်တဲ့ရောက်လာကြတယ် ဟုတ်ပြီလားအကုန်လုံးရောက်လာကြအံဩစရာကောင်းတာကနဂါးတွေဂလုံးတွေလဲလာနတ်တွေဆိုတော့ပြည်တယ်ကြည်ပေါ့စတုမဟာရိနဲ့အတူရာနဲ့တာဝရိန်သာနတ်တွေနဲ့တည့်ရလားတကြည်ကြည်ရန်ဖြစ်နေလားဟုတ်လားအတူရာတွေကလည်းသူတို့နေရာကိုလူတယ်ဆိုပြီးတာဝရိန်သာနတ်တွေကိုမကျင်းနိုင်ဘူး ဒီကြားတဲ့ပိုဆိုးသေးတာကအတူရနမင်းကြီးရဲ့တမိချောချောလတ်လတ်လေးကိုတရားမင်းကလာပြီးတော့ပုံနှံအိုယောင်အဲတနည်းကတူရအိုယောင်ဖန်ဆင်းပြီးတခါတည်းခိုးပြေးသွားတာမလားအဲ့ဒါကိုမကြင်နဲ့လို့တွေ့ရတဲ့နေရာမှာရံဖြစ်ပြီးတွေ့တဲ့နေရာမှာသူတို့ကဆဲဆိုကြိမ်ပေါင်းနေကြတဲ့နတ်တွေဒါပေမဲ့ပြိတဲ့ဟောဒီကနေုံလာပြီးမဟာသမယခါတော်နေ့မဟာဟုတ်တော်ကြီးထဲမှာရောက်တဲ့အချိန်ရောက်တော့တယောက်နဲ့တယောက်ပြိတဲ့ဆဲချင်းဆိုချင်းကြင်ချင်းမောင်းချင်းမရှိဘူးတဲ့သွားကြတယ်ဗျာ ဟုတ်လားရမဖြစ်ကြတော့ဘူးလေနဂါးနဲ့ဂလုံကလည်းတဲ့တယ်မရှိဘူးဒါပေမဲ့အဲ့ဒီထဲမှာရောက်လိုက်တဲ့အခါနဂါးနဲ့ဂလုံတဲ့ကလည်းရမဖြစ်တော့ဘူးတဲ့အကုန်လုံးပြိတ္တိငြိမ်ပြီးတော့သွားများလိုက်တဲ့နတ်ဒီတဲ့ဘလောက်ဒီအောင်များတယ်လဲမင်းပြိတ္တိဝက်လုံးကောင်းထဲမှာစံတွေကိုအမှုန့်ကြည့်ပြီး သိထားတယ်လို့ပဲများလုံးတော့လေ တော်ကောင်းတွေလူဆိုရင်ဒီဓမ္မယုံကြည်ပြိတဲ့လူတစ်ထောင်ဆန့်နေဆိုတစ်ထောင်ဆန့်ပြီးရင်နောက်ထပ်ဝင်လို့ရစေလားမြန်မာတွေကတော့တကိုးနဲ့ကြုံလိုက်တာပြိတဲ့အသွားဖြားလေးလောက်ကိုမြန်မာပေါင်းမရေတွက်နိုင်အောင်နေလို့ရအောင်ခန္ဓာကိုယ်သိပလိုက်တာလေဟုတ်လားခန္ဓာကိုယ်သိရင်သိလို့ရတယ်ကြီးရင်ကြီးလို့ရတယ်နော်တို့ရဲ့အံ့ဩစရာတကိုးပေါ့အဲ့လိုလောက်ပြီးတော့နေလိုက်တဲ့တို့ကြောင့်မြန်မာပေါင်းများစွာလဲလာလိုက်တော့ညက်ပိတ်ပြီးတော့နေလိုက်တဲ့အခါအကုန်လုံးတိတ်ဆိတ်ပြီးတော့နေကြ အဲ့ဒီအချိန်မှာပြိတ္တိမဏ္ဍကြီးကရောက်လာတယ်။ဦးသိန်းကစာဖတ်တယ်။အော်မဏ္ဍကြီးကလည်းကျန်တဲ့မတဲ့တာတွေတော့တဲ့ကုန်ပြီဆိုတော့မဏ္ဍကြီးလည်းပဲဒီတခါတော့တဲ့တော့မယ်ထင်တယ်လို့အောက်မေးတာ။ "तू ကတော့မတဲ့ဘူးဗျာ။ဟုတ်လား။ तू ကလည်းရောက်လာပြီးမိုက်မြဲမိုက်ပြီးတော့ဖះကိုတိုက်မြဲတိုက်တာပဲ။တိုက်လို့ရလား။ဦးသိန်းတို့တို့တွေမြတ်စွာဘုရားဗောဓိပင် ဖယားဖြစ်ကသာဘောရိပင်နာမှာနေတော့ကစัจจဝလာတိုက်တဲ့တောင်းကနတ်ပြမပေါင်းလေးပဲလာဘူးတယ်မို့လားအဲ့တော့ကတော့ယဟန္တာပိဒါယဟန်ပိဒါမရှိဘူးနော်နတ်ပိဒါပဲရှိတယ်အဲ့ဒီနတ်တွေအကုန်လုံးကမာနတ်ရောက်လာတော့ပိဒါဖယားနာရှိသေးလားဘာလို့သွားကြတော့ထွက်ပြေးသွားတယ်မာနတ်လာတာခွေးယူလာတဲ့အတိုင်းပဲတဲ့နတ်ကောင်းနတ်မြတ်တွေအကုန်ထွက်ပြေးသွားအခုပြိဿိတ် မဟာသမယနေ့ကြတော့မန္တကြီးလာတော်လဲပဲစัจ java လာတိုက်တဲ့တောင်းကနတ်ပြမပေါင်းနေပြည်စည်းလားတစ်ဖက်ကညီညွတ်ပြီးတော့နေတဲ့အတွက်ကြောင့်မာနတိုက်ချင်နိုင်တိုက်တုံလုံးမှုရှိသေးလားယဟန္တာပေါင်း900ပြိတဲ့မာနကတိုက်လိုက်တာတဲ့ခန္ဓာကိုယ်ပေါ်မှာရှိနေတဲ့အမွှေးလေးတမြင်လောက်တောင်ပဲပြိတဲ့လှုပ်သွားတယ်ဆိုတာမရှိဘူးတဲ့ဟုတ်လားမာနတိုက်လို့တိုက်မန်းတော့မသိဘူးဒီလိုဖြစ်တာ အဲ့တော့ဘိသိက်ဘလောက်ပဲတိုက်တိုက်ညီနေရင်ဘိသိက်တိုက်လို့ရလားမြတ်စွာဘုရားရဲ့တပိသာဝကတွေပြိသိက်ယဟန်ကလည်းယဟန်ချင်းချင်းညီနတ်ကလည်းနတ်ချင်းချင်းညီမြန်မာကလည်းမြန်မာချင်းချင်းညီမြန်မာနဲ့နတ်တွေကလည်းညီနတ်တွေနဲ့လူတွေကလည်းညီအကုန်လုံးမဟာဝုန်းအဲမဟာဝုန်းတော်ကြီးထဲမှာညီပြီးတော့နေတဲ့အတွက်တာကြောင့်မန္တကြီးလာတိုက်တာတိုက်လို့ရသေးလားညီလို့တိုက်မရတာသတော်ကောင်းတို့ဟုတ်လားအဲကြောင့်ပြိသိက်ညီညွတ်ဖို့မလိုဘူးလား လိုတယ်ပြိတ္တဟုတ်ပြီလားညီညွတ်တဲ့တို့တာကြောင့်ဘယ်သူမှတိုက်လို့မရဘူးမနဲ့စိတ်ပြက်ပြီးအဲ့မှာပြန်သွားပြန်လာတော့ရိုးရိုးမဟုအဲ့မှာပြန်တဲ့ကဂါထာလေးညွတ်ပြီးပြန်သွားတာဗျာအဲ့တော့ပြောကျင်တာဒီဘွဲမှာနတ်တွေအကုန်လာတဲ့ထဲမနဲ့လဲလာတယ်ကျန်တဲ့နတ်တွေအကုန်မတဲ့တဲ့နတ်တွေလဲတဲ့ကုန်တယ်မညီတဲ့နတ်တွေလဲညီကုန်တယ်အဲ့ဒါကြောင့်ပြိတ္တဒီနေ့ကိုဗာနေ့လို့ခေါ်တယ်မဟာသမယနေ့ အသူရာနဲ့တာဝရိသမတည့်ဘူးတဲ့ဒီနေုံလာပြီးနေမှာတဲ့တဲ့တက်တာကြောင့်ဘာခေါ်တယ်မဟာသမယနဂါးနဲ့ဂလုံးနဲ့မတည့်ဘူးဒီနေ့ဖယားရှိရောက်လာတော့မတည့်ကြဘူးလားအဲ့ဒါကြောင့်လဲမဟာသမယစัจ java လာမှာရှိတဲ့နတ်မြမာတွေအကုန်လုံးစုယုံနဲ့တွေ့တာကြောင့်လည်းပဲဒီနေ့ကိုဘာခေါ်တယ်မဟာသမယယဟန္တာဖြစ်ကြတဲ့တော်ကြီးတဲ့မှာရှိတဲ့ယဟန်အလုံးဟာအတော်ကင်းกว่าတဲ့ယဟန္တာကြီးဖြစ်နေတဲ့တွေ့တာကြောင့်လည်းဒီနေ့ကိုဘာခေါ်တယ်မဟာသမယ ဟုတ်ပြီလားဟောမဟာသမယခေါ်ခြင်းအကြောင်းနေနော်နောက်တစ်ခါသွေးချောင်းစီးမဲ့ဘဝကနေသွေးချောင်းမစီးဘဲနဲ့ဗိတဲ့မြစ်တာရေချောင်းမဲ့စီးပြီးတော့ဖခင်ရဲ့တရားအောက်မှာမွေ့လျော်သွားတဲ့တွေ့တာကြောင့်လည်းပဲဒီနေ့ဟာဗာနေ့ခေါ်လဲမဟာသမယအဲ့ဒီယဟန်900ဗိတဲ့ယဟန်ဝက်သွားတဲ့တွေ့ကြောင်အိမ်မှာကြံခဲ့တဲ့ဇနီးဘယ်နှစ်ယောက်လဲ900ဇနီး900ကလည်းပဲအော်သူတို့တရားကအလွန်ကောင်းဆိုပဲ။ ငါတို့ဘလို့ခေါ်ခေါ်မလာနိုင်တော့ဘူးတဲ့ငါတို့ဘလို့ဖြောင်းဖြောင်းမရတော့ဘူးတဲ့ငါတို့စကားကတို့နားတဲ့မဝင်တော့ဘူးတဲ့ဘာဖြစ်လို့တော့မင်းဖယားတရားကပိုကောင်းသွားလို့တဲ့ဘာဖြစ်လို့လဲမင်းတို့အတော်ကင်းသွားတဲ့ယဟန္တာတွေဖြစ်သွားပြီဒါဆိုရင်အဲ့ဒီစည်းစိမ်ဥစ္စာကတို့ရှိတဲ့စည်းစိမ်ဥစ္စာတွေနဲ့ချမ်းသာတယ်ဆိုတော့အဲ့ဒီချမ်းသာတဲ့ချမ်းသာကိုအမျိုးသားပဲခံစားလို့ရတာလားအမျိုးသမီးတွေမရဘူးလားဒါမျိုးတွေးတာနော် ဒါဆိုသူတို့ဝစ်သွားတဲ့အဝတ်မျိုးကိုအမျိုးသားတွေပဲဝစ်လို့ရတာလားအမျိုးသမီးတွေဝစ်လို့မရဘူးလားဘိက္ခုနီမသာသနာပေါ်ခြင်းရဲ့ဏိဒံအစသည်အဲ့ဒီနေ့ဖြစ်တဲ့အတွက်တာကြောင့်အဲ့ဒါကြောင့်လည်းပဲမဟာသမယဟုတ်ပြီလားဘာသာသနာပေါ်ဖို့ဘိက္ခုနီသာသနာပေါ်ဖို့အဲ့လိုအကြောင်းပေါင်းများစွာတွင်ပြည့်စုံနေတဲ့အတွက်တာကြောင့် ဟောဒီနေုံလပြည့်ကိုပြိတဲ့မဟာသမယလို့ဒီလိုခေါ်ပါတယ်ဗျာနားလည်ပြီနော်